မင်္ဂလာပါရှင်တအောက် TV ရဲ့အပတ်စဉ်သတင်းတင်ဆက်မှုအစီအစဉ်လေးပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့တပတ်အတွင်းစူးစီရရှိထားတဲ့သတင်းတွေကိုကျွန်မလွေပွဲဘာကတင်ဆက်ပေးသွားမှာပါ။စူးစီရရှိထားတဲ့သတင်းတွေကတော့နမ်တူမျိုးကိုတွယ်ရဇက်တိုက်လေကြောင်းတက်ခတ်ခံရလို့ဖုံးတော်ကြီးကျောင်းနဲ့လူနေအိမ်ထိခိုက်ပျက်စီးတဲ့သတင်း။မန်ဂိုမျိုးကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခိုက်လို့နှစ်ဦးတင်ဆုံးပြီးနှစ်ဦးတန်ရာရရှိတဲ့သတင်း။မိုင်လုံးမျိုးနဲ့မဟုံးကျွာကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခိုက်လို့ ကလေးငယ်အပါဝင်ဆက်ဦးတန်ရရရှိတဲ့တဲ့အပြင်အခြားတဲ့တွေကိုလည်းကြားရမှာပါပရမောက်စောအနေနဲ့ဒီဘောမျိုးကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခိုက်လို့အရတား၃ဦးထိခိုက်ဒဏ်ရာရရှိတဲ့တဲ့ကြားရမှာပါတဲ့အပြည့်စုံကိုဘောင်ဘရန်ကတင်ဆက်ပေးသွားမှာပါဒီဘုံမျိုးနဲ့နမ်တူမျိုးကိုစစ်ကောင်စီတပ်ကတပြိုင်တည်းလေချောင်းတိုက်ခိုက်လို့အရတားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တောင်ပြည်ကျောင်းမဲခရိုင်ဒီဘုံမျိုးနယ်နဲ့ နမ်ဆန်ခရိုင်နမ်မတူမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကတပြိုင်နက်တည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတော့ဒီဘောမြို့နယ်မှာကလေးငယ်တဦးအပါဝင်အရတားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလ6ရက်မနေ့9:43မိနစ်အချိန်မှာဒီဘောမြို့ကိုဘုံကျဲတိုက်ခိုက်ပြီး9:49မိနစ်အချိန်မှာတော့နမ်မတူမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီဘောမြို့ကိုပြန်ဆက်ရုံဟောင်းတနေရာနဲ့ဆက်စုရက်ွက်မှာဘုံကြားရောက်ပောက်ကွဲခဲ့ပါတယ်။ ရုံအဆောက်အဦလည်းပျက်စီးခဲ့ပြီးတော့အရက်သားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နမ္မတူမြို့မှာတော့ရက်ကွက်နှစ်ဈေးအနီးမှာဘုံးတလုံးကြားရောက်ပောက်ကွဲခဲ့ပြီးလူနေအိမ်အချို့ပျက်စီးသွားပါတယ်။အောက်တိုဘာ၄ရက်နေ့တုန်းကလည်းတီဘောမြို့ဆက်စုရက်ကွက်မှာပေါင်၂50ဘုံးလေးလုံးကျဲချတိုက်ခိုက်ခဲ့ရမှာစာတင်ကြောင်းတစ်ကြောင်းနဲ့ဖုန်ကြီးကြောင်းဝင်းတွေကကြောင်းဆောင်နှစ်ဆောင်အပါဝင်လူနေအိမ်73လုံးထိခိုက်ပျက်စီးသွားပါတယ်။ပျက်စီးသွားတဲ့စာတင်ကြောင်းကတော့အထက်ကနှစ်စာတင်ကြောင်းဖြစ်ပြီး ုံကြီးကျောင်းကတော့ကျောင်းစုရွာကဘန္နာကျောင်းကျောင်းဆောင်နှစ်ဆောင်နဲ့အရတပီတူနေအိမ်တချို့တွေပျက်စီးသွားပါတယ်စစ်ကြေဖို့မလိုက်နာတဲ့စစ်ကောင်စီတပ်ဟာအရတပီတူတွေကိုရွေချက်ရှိရှိလေးကျောင်းတိုက်ခိုက်မှုတွေဒရုန်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေနေ့စဉ်ပြုလုပ်နေပါတယ်စစ်ကောင်စီတပ်ကလူခွင်ရေးကလေးခွင်ရေးနဲ့စစ်ရဆွေးမှုတွေကိုနေ့စဉ်ကျူးလွန်ချိုးဖောက်နေပါတယ်ခင်ဗျာကျွန်တော်ပေါင်ဘရောင်းပါ ဆက်ပြီးတော့နမ်ဆန်မြို့နယ်စစ်တုံးဟူးကြီးဝါကိုပုံကျဲတက်ခိုက်လို့ကလေးငယ်တို့ဦးတင်ဆုံးပြီးရက်သား၉ဦးတန်ရရရှိတဲ့တရင်တင်ဆက်ရအောင်ပါဒီတရင်ကိုလည်းပုံပန်းကပဲတင်ဆက်ပေးသွားမှာပါနမ်ဆန်မြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်လို့ကလေးငယ်တို့ဦးတေဆုံးပြီး၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တောင်ပြည်တပ်မှ၉နယ်မြေနမ်ဆန်မြို့နယ်စစ်တုံးဟူးကြီးဝါကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ကလေးငယ်နှစ်ဦးတေဆုံးပြီးကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလာ၄ရက်နေ့လယ်၁၂နာရီအချိန်မှာပေါင်250ဘုံးနှလုံးကျဲချတိုက်ခိုက်လို့ထိခိုက်တေဆုံးမှုနဲ့အတူနေ16လုံးလဲပျက်စီးဆုံးရှုံးသွားပါတယ်။တေဆုံးသူတွေထဲမှာအသက်၁၀နှစ်အရွယ်မောင်စရာအောင်နဲ့အသက်၁၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့ဖြစ်ပါတယ်။ဒဏ်ရာရသူတွေကတော့အသက်၉နှစ်အရွယ်မတနာဆိုးအသက်၁၀နှစ်အရွယ်မမြတ်ဝန်းချေ အသက်၁၂နှစ်အရွယ်မခင်ယူမီနဲ့မခင်လှပြင်းနင်းအသက်၃၃နှစ်အရွယ်မထွေးရီအသက်၁၄နှစ်အရွယ်မောင်ခန့်တူရိန်မင်းအသက်၄၀အရွယ်ဦးတောင်နန်းအသက်၆၀အရွယ်ဦးဖိုးရှမ်းနဲ့ဦးပန်ကြံတို့ထိမှန်တန်ရာရရှိခဲ့ပါတယ်။အော်တိုဘာလာတရက်နဲ့၂ရက်နေ့တုန်းကလည်း၂ရက်ဆက်တိုက်ဒီဘောမျိုးနဲ့မန်ဟဲကြေးရွာအုံမှုကြေးရွာနဲ့ဆန်ဖိတ်ကြေးရွာစတဲ့ကြေးရွာတွေကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရမှာဆန်ဖိတ်ကြေးရွာမှာရှိတဲ့ကုမုဒရာဟိုတယ်တစ်ခုပျက်စီးဆုံးရှုံးသွားပါတယ်။ အလားတူအော်တိုဘာ၂ရက်နေ့တုန်းကမန်တုံနဲ့နမ်တူမြို့နယ်တွေမှာလဲဘုံကျဲတက်ခိုက်ခဲ့လို့နမ်တူမြို့ရက်ွက်ရှိမှာအယတပီတူ၄ဦးတေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီထက်မှလူနေအိမ်၈လုံးပျက်စီးဆုံးရှုံးသွားပါတယ်။စစ်ကောင်စီတပ်ဟာအယတပီတူတွေကိုရွေချက်ရှိရှိဘုံကျဲတက်ခိုက်နေတာဟာလူခွင့်ရေးကလေးခွင့်ရေးနဲ့စစ်ရဆွေးမှုတွေကိုနေ့စဉ်ကျူးလွန်ချိုးဖောက်နေပါတယ်။ မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းတပ်ခိုင်းမှုအန္တရာယ်တွေကိုရှောင်ရှားနိုင်ဖို့လေကြောင်းရန်ကပ်ွက်ရေးဆိုင်ရာလက်ညှိုးမှုတွေကိုလိုက်နာကျဖို့တိုက်တွန်းအပ်ပါတယ်ခင်ဗျာကျွန်တော်ဘောင်ဂရောင်းပါမိုင်းကုံမြို့ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်လို့နှုတ်ဦးတင်ဆုံးပြီးနှုတ်ဦးတန်ရရရှိတဲ့တဲ့တင်ဖြစ်ပါတယ်။ဒီတဲ့တင်ကိုပို့စမန်ကတင်ဆက်ပေးသွားမှာပါ။တောင်ပြည်တပ်မှတင်းနေမြေမိုင်းကုံမြို့မှာ စကောင်စီတက်ကလေချောင်းနဲ့ပေါင်150ပုံနှလုံးရော့ကတ်ဘုံလေးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့လို့နှစ်ဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘာလ၈ရက်နေ့နေ့လယ်၁၇နာရီဝန်းကျင်အချိန်မှာမိုင်းကောင်မြို့မန်လုံရက်ကွက်ရဲစခန်းရှိကိုစစ်ကောင်စီတက်ကပေါင်150ပုံနှလုံးဈေးရက်ကွက်ကိုရော့ကတ်ဘုံနှလုံးနဲ့တာလုံရက်ကွက်ကိုရော့ကတ်ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့အရက်သားပြည်သူနှစ်ဦးတေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင်နေအိမ်ရှိအိမ်လည်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။အလားတူစစ်ကောင်စီတပ်ကစတေမာလ9ရက်နေ့နေ့လယ်7:00နာရီခွဲဝန်းကျင်မှာမိုင်းလုံမြို့နယ်မဟုံးကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပေါင်း150ပုံနှလုံးလာရောက်တဲချတိုက်ခိုက်ခဲ့လို့ကလေးတဦးအပါဝင်အရတားပြည်သူ၁၀ဦးတေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နေအိမ်6အိမ်လည်းထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတရဲ့ပုံကျဲတိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့စစ်ရေးတရအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံအနေကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနေလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်ရှင်။ဒီမှာနေဘစမင်မှာနမ်တူမျိုးကိုတွန်ရက်ဇက်တိုက်လေကြောင်းတက်ခတ်ခံရလို့ဖုံးတော်ကြီးကျောင်းနဲ့လူနေအိမ်ထိခိုက်ပျက်စီးတဲ့တည်င်းမှာဒီတည်င်းကိုလည်းဘုစမန်းကပဲတင်ဆက်ပေးသွားမှာပါ။ တောင်ပြည်နမ်ဆန်ခရိုင်နမ်ဒူမျိုးကိုစစ်ကောင်စီတပ်ကတုံရဆက်တိုက်လေကြောင်းတိုက်ခတ်မှုပြုလုပ်နေပါတယ်။တိုက်ခတ်မှုကြောင့်ရက်ွက်ရှိပုတ်ပယုံကြောင်းတိုင်းနဲ့အခြားကြောင်းဆောင်တွေရက်ွက်နဲ့လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။အောက်တိုဘာ9ရက်မနက်9နာရီအချိန်မှာစစ်ကောင်စီတပ်ကပေါင်150ပုံကျဲချတိုက်ခိုက်ပြီးပုတ်ပယုံကြောင်းတိုင်းနဲ့အခြားကြောင်းဆောင်၄ဆောင်တို့ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ ဖုန်းတော်ကြီးကြောင်းကတန်ဃာတော်တွေချိုတင်ရှောင်ရှားခဲ့လို့ဘေးအန္တရာယ်မှလွတ်ကင်းကြတာဖြစ်ပါတယ်ချောရနေ့တုန်းကလည်းမနက်9:49မိနစ်အချိန်မှာနံဘူမျိုးရက်ကွက်နစ်မှာပေါင်း250ပုံတေချာတိုက်ခိုက်ခဲ့ရမှာလူနေအိမ်6လုံးထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီနေ့ကဒီဘောမျိုးကိုအရင်ကျဲပြီးတော့မိနစ်ပိုင်းတာခြားပြီးတော့နံဘူမျိုးကိုလာရောက်တေချာခဲ့တာဖြစ်ပါတယ်။ဒီဘောမျိုးမှာတော့အရတားပြည်သူတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ငရဲ့နေ့မှာတော့နမ်ဘူလူမျိုးနဲ့မန်ဒိုမျိုးကိုတပြိုင်နဲ့တိုက်ခိုက်ခဲ့ရမှာနမ်ဘူလူမျိုးမှာအယက်သားပြည်သူလေးဦးတေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်စီတပ်ကစစ်ရေးပြတ်မှတ်မဟုတ်တဲ့အယက်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်နေ့စဉ်စစ်ရဆုံးမှုကျူးလွန်နေတဲ့စစ်ကောင်စီတပ်ဟာလူအခွင့်ရေးကလေးအခွင့်ရေးတို့ကိုပါကျူးလွန်ချုပ်ဖောက်နေပါတယ်မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတရဲ့လေကြောင်းအနေရတွေကိုဘေးကင်းလုံခြုံစေဖို့လေကြောင်းရန်ကာကွယ်ရေးလမ်းညွှန်မှုတွေကိုလိုက်နာကြဖို့တိုက်တွန်းအပ်ပါတယ်ရှင်။မိုင်းလုံးမြို့နယ်မှာဟုံးကျွာကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်လို့ကလေးငယ်ပါဝင်ဆက်ဦးတန်ရရရှိတဲ့တဲ့တင်ကြားရမှာပါ။ဒီတဲ့တင်ကိုမိယမင်းသူကတင်ဆက်ပေးသွားမှာပါ။ တန်းပြီတမတစ်နေမီဖြစ်တဲ့မိုင်းလုံးမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲချတိုက်ခိုက်မှုကြောင့်ခလေးငယ်တဦးအပါအဝင်ပြည်သူ၁၀ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာမနစ်နေ့လယ်၁၂နာရီခွဲအချိန်မှာမန်ဟုံးကြီးရွာကိုပေါင်၂၅၀ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘုံကြရောက်ပောက်ကွဲမှုကြောင့်ခလေးငယ်အပါဝင်ပြည်သူ၁၀ဦးသေဆုံးပြီး၃ဦးထိမှန်ဒဏ်ရာရရှိခဲ့သလိုနေအိမ်၆အိမ်လည်းဘုံစားထိမှန်ပျက်စီးခဲ့ပါတယ်။အလားတူမနစ်မနက်9နာရီခွဲဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်အနေနဲ့နမ့်ပတူမြို့နယ်ရွက်ွက်ရှိ ပုပ်ပယုံဖုန်ကြီးချောင်းကိုရည်ရွယ်ချက်ရှိရှိဂျက်ဖိုက်တာနဲ့ပေါင်900ပုံလာရောက်ကြေချာတက်ခိုက်မှုကြောင့်ပုပ်ပယုံဖုန်ကြီးချောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်စစ်ကောင်စီတပ်အနေနဲ့တအားပြည်အတွင်းရည်ရွယ်ချက်ရှိရှိအရက်သားပြည်သူတွေကိုဥတီပြီးလေချောင်းနဲ့ဘုံကြေချာတက်ခိုက်တာတွင်လက်နက်ကြီးနဲ့ကြေချာတက်ခိုက်တာတွင်ဒရုန်းနဲ့ကြေချာတာတွင်စက်တိုက်ပြုတ်လုနေပါတယ် ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းရဲ့ကာကွယ်ရေးဆိုင်ရာနီးလန့်တွေကိုလိုက်နာဆောင်ရွက်ဖို့တိုက်တိုးအပ်ပါတယ်ရှင်။ကျမမြင်မင်းသူပါ။ဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်။မိဘပြည်သူများအားလုံးလေကြောင်းအနေရကနေကင်ဝေးနိုင်ပါစေရှင်။